ဟိယဝလုံးဘဲမင်္ဂလာညချန်လေးပါနိုဝင်ဘာလ15ရက်နေ့ယနေ့နေ့ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်နောက်ဆိုရင်တော့သတင်းလေးတွေစကြရအောင်အောက်တိုဘာလ25ရက်နေ့တွင်ပခူတိုင်ရေတာစီမြို့နယ်အတွင်စစ်ကြောင်းထွက်လာသောအချမ်ပစစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာအချမ်ပစစ်ကောင်စီစစ်ခွဲဖက်မှနှစ်စီကောင်ခွေတေဝတ်တေတေဆုံးက ငါကောင်ထိခိုက်တံရရရှိခဲ့ကြောင်းရေးတာစီမြုပ်နေပြီးတုကကွယ်ရေးတမတော်တရင်3500လေးကတရင်ထုတ်ပြန်ထားပါရယ်တို့လိုက်ရတဲ့ဖွဲ့ဖက်မှလည်းနှစ်ဖက်ပိကမှုပင်ထန်နေခြင်းအတွင်တတိလိမေမိုနေတဲ့ရေဘော်ကိုတွားရောက်ခဲ့ထုတ်တဲ့ရေဘော်မူတီဘိတ်ကိုကြည်တိမှန်ခဲ့ပြီးရရှိတဲ့ဒဏ်ရာနဲ့နှစ်ရက်အကြာမှာကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်အထိနာတော်တော်စစ်တစ်စစ်ကြောင့်ကရေတာစီမြုပ်နေအတွင်စီပြီးຫນွေပင်ရွာ ဖီတောင်းရတီယွန်နဲ့ကေဒင်းစိတ်ရတော့ကိုစက်တိတ်မီရှုဖြစ်စီခေပီနေအင်းတုံးစီချိုပြချခေချောင်းတစီရပါတယ်။ကြဆုံတဲ့ရေဘော်တူဦးနဲ့ပီတူနေအင်းအတွက်စိတ်မကောင်းပါဘူးထတ်တူဝနေပါတယ်။တေဆုံတဲ့စစ်ခွေးနဲ့စီကောင်နဲ့တန်ရရရှိငါကောင်အတွက်ကောင်းလိတဲ့တတင်းနောက်တတင်းနိုဝင်ဘာလ14ရက်နေ့တွင်မွန်ပီနေရေမြုပ်နေရွာကလေးနဲ့ ဝါယဟန်ယွာကြားတွင်အချမ်ပစစ်တပ်နှင့်ရေဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်ပစစ်ကောင်စီစစ်ကွေးဖက်မှခုနကောင်ခွေတီဝတီတီဆုံးကာအမရပြတိခိတ်တန်ရရရှိခိကြောင်းရေဘလူးတပ်ဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါတယ်။တန်ရရရှိသူတွေကိုအာယုတောင်ဖက်မှပူဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ခေါင်းလေးတဲ့တဲ့နောက်တဲ့ နိုဝင်ဘာလ14ရက်နေ့တွင်စကိုင်းတိုင်းဇာလင်ကြီးမြို့နယ်ဝန်ပောင်းကုမ္ပဏီမှဂျင်းနီများတေးဆောင်လာသည့်တွေက23စီးပါရင်တန်းကိုလုံချုံရေးလိုက်ပါဆောင်ရွက်ပေးတော်မူရမြို့အနောက်မြို့တိုင်းစစ်ဌာနချုပ်နမခမတံပြကဂျမ္မာတက်စင်ထသည့်ရင်ချုပ်စီးကိုမူရချောင်းအလံပိုင်းတနေရာတွင်မိုက်ဆွေပိကတ်တက်ကခေယာစခွေနကောင်ခွေတေဝတ်တေတေဆုံးပြီးတိခိတ်တရာရရှိသူများလေးရှိကြောင် area 71 local pdf mung yot de phoi ma ta din thau pian thau ba re kong lai de ta din no ta din pa khu tai sui chi myo ne a nau phat che yo au su a nau phat che yo ma chap phoi party ko z le long dwe me sui pwe a twat လူလိုက်ခိုပေးနေတဲ့ရအိမ်မှုအမျိုးသမီးဓာတ်ခုတ်ခံရပြီးဓာတ်နဲ့ခုတ်သူကိုရွေးကောက်ပွဲဥပဒေနဲ့အမှုဖန်စီခံရတယ်လို့ဒေတာခန်တွေစီကသိရှိရပါတယ်။ ဒါနဲ့ခုတ်ခန့်ရသူကကျန်ဖွေးပါတီရဲ့ကျဲအလောက်အမှုဆောင်လေးဖြစ်ယာအင်မှုလေးဖြစ်သူအသက်50နှစ်နှစ်အရွယ်ဒေါ်အမာစင်စုသူဖြစ်ပြီးတရွာတီနေအသက်40ကျော်အရွယ်ကိုဝင်းဦးစုသူကနိုဝင်ဘာ14ရက်မနက်စင်နာရီကျော်မှာဒါနဲ့ခုတ်ခေတာလို့ဆိုပါတယ်အမစင်ကမေးဆွေစီယုံဖူလောက်နေတာကိုဘလို့အခက်မသိတာလည်းမသိဘူးဝင်းဦးကအမစင်ကိုဒါနဲ့လိုက်ခုတ်တာစစ်တကတော့လာဖန်သွားတယ် တူကဝင်းဦးရွာမှာဆိုလဲဆွာတယ်။ဇူးလုံးပြောရမင်းလို့ဒေတာခံအမျိုးသမီးတူကပြောဆိုထားပါတယ်။ဒါခုတ်ခံရသူမတည်လို့စိတ်မကောင်းဘူးကွာ။ဒါပေမဲ့အနာရှိလို့ကောင်းလိုက်တဲ့တဒင်းနော်တဒင်း။ပြီးခိုင်ဖြုတ်ပါတီဆိုင်းဘုတ်အပါအဝင်ရန်ကုန်ကစိတ်ထူထတဲ့နိုင်ငံရေးပါတီဆိုင်းဘုတ်တွေကိုဖြိုလှည့်ပျက်စီးတဲ့ဆိုပြီးအသက်၁၉နှစ်ကနဲ့ နစရှိနှစ်အတွင်းရှိလူငယ်လေးဦးကိုနိုဝင်ဘာ14ရက်မှာဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။မနေ့ကမနက်3နာရီဝန်းကျင်မှာရန်ကုန်မြို့တင်ကန်းကျွမြို့နေထေကပြည်ခိုင်ဖြိုးပါတီပြည်သူ့ပါတီနဲ့ပြည်သူ့စီဆောင်ပါတီဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့တာလို့စစ်ကောင်စီကဆွဆွေးထားပါတယ်။ရန်ကုန်မြို့ကလူငယ်တွေအားရချစ်ကွာအဖမ်းခံရတဲ့လူငယ်တွေအတွက်စိတ်မကောင်းပါဘူးဒါပေမဲ့စိတ်တက်ကတော့ဒါလေးစားတယ်။နောက်တရင် တရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗစ်နမ်နိုင်ငံတို့ပူးပေါင်း၍တရုတ်နိုင်ငံယူနန်ပြည်နယ်ဤမြို့တော်ကိုမင်းထိုင်ယမနစ်ကအစီအဝေးပြုတ်လုခဲ့ပြီးအွန်လိုင်းလင်လေမှုလုပ်ငန်းများချက်ဖြတ်ကိုပူးတွဲတိတ်ဖြစ်ရေးအစင်မြင့်တင်ရန်တဘောတူညီခဲ့ကြောင်းတရုတ်တရီများကဖော်ပြထားပါသည်တရုတ်ပြည်လုံခြုံရေးဝန်ကြီးဌာနဤကြေညာချက်အရနိုင်ငံ၆နိုင်ငံမှအရာရှိများသည်နေဆက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် နန်နန်ဆိုင်ဆိုင်ဆွေးနွေးသဘောတူညီမှုများရရှိခဲ့ကြောင်းဆိုပါတယ်။ချုပ်နိုင်ငံတာဝန်ရှိသူများသည်အစီအဝေးရလက်များအားလက်မှတ်ရေးထိုးခဲ့ပြီးဒေတာတွင်လေပတ်နေသောလင်းလေမှုတွင်ရက်များကိုတိတ်ဖြစ်ရန်ခိုင်မာသောဘုံကတိကဝတ်ကိုထပ်မံအတည်ပြုခဲ့ကြောင်းကြေညာချက်တွေဖော်ပြထားပါတယ်။ဟာတာဘေလို့ပဲပြောချင်တယ်။အမေရိကန်ကိုကြောက်လိုက်တော့ကွာ။တရုတ်ကလည်းအားပဲချုံတယ်။အမေရိကန်ကစတော့မယ်ဆိုရင်တော့တရုတ်ကလည်းကာကွယ်ဖို့ပဲလုပ်နေတာ။ မီချက်တော့ဒီ KBA တော့ပဲခံမှာပေါ့တရုတ်နဲ့စစ်ခွေးတွေမခိုင်တော့မရဘူးထိုင်းလန်နဲ့ခိုင်ရမှာ BGF DKBA တွေတွားပြီးအချိန်နေမကောင်းတော့ဘူးတရုတ်ကလည်းအမေရိကန်ကိုကြောက်တယ်ဆိုတော့၆နိုင်ငံပေါင်းရင် .DKBA BGF ပြီးစရာနေရာမရှိတော့ဘူးဘာပဲဖြစ်ဖြစ်ကွာစိတ်မကောင်းဘူးနောက်တရင်အရခတ်တော့ AA ကဆုတ်ခွာပေးလိုက်သည့်ကြောက်ဖြုံမြုပ်နေမင်းပင်ကျေးရွာထဲအချမ်းဖက်စစ်တပ်စစ်ကြောင်းမှာ အတင်းတူဝင်ရမှမိုင်းများပင်လက်နက်ကြီးလက်နက်ငယ်များဖြစ်ပါချေမှုန်းခံရ၍စစ်ခွေအမြအပြတည်ဆုံးပြီးအဖမ်းခံရသူများလေးရှိကြောင်းစစ်ဖက်ဆိုင်ရာနီးစပ်သူတအုပ်ကပြောပါရယ်အနံ့ရပြီးစုပြီးဒုဒုတ်ကရွာထဲကိုအတင်းဝင်လာတာပါတချို့ကမိုင်းထိတည်တယ်တချို့ကအနီးကပ်ချေမှုန်းခံရတယ်မင်းပင်မှာဆိုမနေ့ကရာနဲ့ချီတည်တယ်အဖမ်းခံရတာလည်းရှိပါတယ်ဟုပြောပါရယ် ယမနေ့ကအချမ်ပစစ်တနဲ့အရခတ်တော်တော်အချာချောင်းဝရွံနဲ့မင်းပင်ရွာအချာတိတ်ပွဲဖြစ်ပွားပြီးနောက်လေချောင်းကနဲ့အပင်းအထံဘုံချေပြီးစီရဲ့မြကလေလက်နှက်ကြီးများဖြစ်အဆက်မပြတ်ပိခတ်တဲ့ဖြစ်အေအေကနောက်ဆုတ်ပေးလိုက်သည်ဟု၎င်းက ပြောဆိုထားပါတယ်သူတို့ကလေချောင်းရေချောင်းကနဲ့အဆက်မပြတ်ပိတာအေအေကမင်းပင်ရွာကနဲ့နောက်ဆုတ်ပေးလိုက်တယ်မင်းပင်ရွာကိုတင်းနိုင်ပြီးစူပီစစ်ချောင်းကအတင်းဝင်လာတာ တတကထောင်ထားတဲ့မိုင်းတကွန်သေးကိုကြာရောက်ပြီးအမြပြတေဆုံးသွားတယ်လို့အနီးကလက်နက်ငယ်တွေနဲ့ချိန်မုန်းခံရတာတွေလည်းရှိတယ်။အဝေးကလက်နက်ကြီးကြီးထိပန်းပြီးလေတေးတာရှိပါတယ်ဟု၎င်းက ပြောဆိုထားပါတယ်။တိတ်ပွေးမှာလက်စီအချင်းထိတိတ်ပွေးဖြစ်ပွားနေပြီးမင်းပင်ကျေးရွာဤနောက်ဆုံးအခြေအနေကို ပြောဆိုရန်စိုးနေတဲ့ကြောင်း၎င်းက ပြောဆိုထားပါတယ်။နောက်ဆုံးတရင်တော့ကောလာဟာလာတရင်ပေါ့နော်။ ဝေထွက်လေရင်တစီပစ်ချက်ခံရတယ်လို့သိရှိရပါတယ်။ဘေးနေရလေဆိုတော့ပြောလို့မရသေးဘူး။အတီအကျပ်ဖြစ်ခဲ့လို့ဆိုရင်မိနစ်ဖြစ်မဟုတ်ရင်ဒီငက်ဒီဆက်တော့မှာဖြစ်ပါတယ်။နိုဝင်ဘာလ15ရက်နေ့ရက်ညနေပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲ။ကေဒါဆွေမျိုးတို့ကျွန်တော်တို့ပထမဆုံး။နမုတ်မြုပ်နေကမြုပ်နေရွေးကောက်ပွေးကော်မရှင်အကြီးတန်းစရေတအူးကိုနမုတ် PDF ကဖန်စီပီစစ်စေးမင်းမြင်တဲ့ဗီဒီယိုတစ်ချက်လောက်ရှုကြရအောင်။ဒီနေ့နံပါတ်လေးမိတ်ဆက်ပြော။နံပါတ်ဦးမင်းဦးမင်းလေးပြပါရစေ။ဦးမင်း တယ်မြို့နေရာလည်းဟုတ်ပါမြစ်တိမြို့နေရာမြစ်ကောင်းလေးကြီးရောအခုလက်ရှိဘာလုပ်လို့လဲလက်ရှိရင်တော့ကော်မရှင်နောက်ပေါက်မြို့နေရာရေကောက်ပဲကော်မရှင်ရောက်မှတာကထမ်းဆောင်နေပါတယ်ဟိုရင်တော့ဆိုတာဘယ်လိုရင်တော့လဲဒီကျမဟိုဟမ်စင်းတာဟမ်စင်းဒီမကန်နေရအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီနောက်ပေါက်မြို့နေရာမှာကော်မရှင်ဖွဲ့ဖွဲ့ထားတယ်ဆိုတော့ဘယ်နှစ်ယောက်ရှိတယ်ပြဖွဲ့ထားတယ်အော်ကော်မရှင်ဝန်ထမ်းစုစုပေါင်းတော့ဖွဲ့စည်းပေါင်းတော့9ယောက်ရှိပါတယ်ဗျ။ဒါပေမဲ့တယောက်ကတော့လူလူနဲ့ကြောင်းတာဖြစ်တဲ့ ဟိုလက်ရှိအချိန်ကျတော့၄ယောက်အမှတ်တက်ကနေပါတယ်လက်ရှိ community အပါဝင်နောက်ထပ်၄ယောက်ကျန်တော့၄ယောက်ကျန်ပါတယ်အပါဝင်၄ယောက်ပေါ့ဟုတ်ဟုတ်ကဲ့ဒီတားစုနေလည်းဆက်တွေ့ရရလားဟုတ်ရပါတယ်ပြီးတော့ဆုတ်ထဲမှာနေရတာတော့ဆင်ကြရလားဟုတ်နည်းနည်းဆင်ပြပါတယ်ဒါဆိုတော့ကျွန်တော်တို့ဒီလူကဝင်နေပတ်သက်ပြီးတော့ခါးလေးသက်ရှိပါလေ။လူကဝင်နေပတ်သက်ပြီးတော့အရင်ကတော့ကျွန်တော်တို့ဒီဟိုမဲဘုံမဲအုံကြီးရပါဘူး။မဲဘုံမဲအုံကြီးကတည်းကအခုချိန်မှာတော့လူကဒီ ဟာပြည်ပြန်ဆက်လို့အလုပ်ကြီးမယ်လို့ဒီဘက်တမျိုးပြောင်းလာတယ်အဲ့ဆက်တရားကိုခင်ရနေတယ်ဒီဘက်လည်းအဲ့ဆက်တရားတော့ဟာဒီပြိုးလည်းမှာထုတ်ပြီးတော့ဟာဒီတိုင်တူတာဝန်ခံတာမျိုးအခုစင်ငယ်စင်ငယ်ပို့ဆောင်လာတယ်တော့ဟုတ်ကဲ့အဲ့ဒီလိုဆိုတော့ကျွန်တော်တို့ဒီဟာတွေကိုဒီရုပ်ောက်ပွဲအတွက်ကိုအဓိကနည်းလေးပို့စင်းနေပေါ့အဲ့ဒါတွေရောခင်ရရတယ်ဗျအဲ့အဲ့တော့ဟုတ်ရင်တော့ကျွန်တော်တို့ဒီ ဟာမြေရင်စင်းဟိုတကောင်စင်းကောက်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့သူကလောက်ကလောက်ကနေပြီးတော့ဟိုဥဆောင်ပြီးတော့ EMC စင်းဆိုပြီးတော့ကောက်ပါကြလောက်ကနေကောက်တော့ဟုတ်ကဲ့အဲ့ဒါစင်းနေမှာစင်းကျွန်တော်ကောင်းစင်ပေါ်ကြောင်းဟိုသူကလာဘကနေပြီးပြပါတယ်။ဒါဆိုကိုယ်ပိုင်စင်းပြီးတော့စင်းကောက်ဆက်မလုပ်ဘူးပေါ့။လုပ်ပါဘူးပြ။ကျွန်တော်လာဘကနေပြီးတော့ပူရစင်းလေးကိုပဲဟိုအလေးအမှမှန်လုပ်ပြီးတော့စာပေါ်ကိုတင်ပေးရမှာ။အော်ဟုတ်။ဒါဆိုလို့ရှိရင်မြို့ပေါ်မှာကောင်းစင်ဖွဲ့တွေကနေပြီးတော့ဖွဲ့စီးပြီးတော့ တို့တွေမဲတွေပါတယ်ပိတ်ထဲဖို့အဲ့လိုမျိုးအစီအစဉ်တွေရှိတယ်။အဲ့လိုမျိုးတို့ကတော့ဒီတိုင်းဟာဒီမျိုးဒီမှာအေဂျင့်နဲ့ဒီရောရောက်တည်တော့သူယူကဝယ်လုပ်မယ်။ပြန်တဲ့အောက်ကရတော့သူတို့မျိုးဒီမျိုးအဲ့လိုမျိုးလုပ်မယ်လို့ပြောတယ်။ဟုတ်ကဲ့။ဒီကျွန်တော်တို့အခုလက်ရှိရှုပ်ထားရပါလေ။ဟုတ်ကဲ့။အဲကွန်မြူနတီတွေရှုပ်ထားတယ်ဒါကောင်စီပုံဝင်တွေရှုပ်ထားတဲ့ခါကျတော့အာကျွန်တော်ပြန်ထွက်တဲ့အချိန်မှာတော့ဒီလုပ်တွေလုပ်ဖို့အစီအစဉ်ရှိသေးတာပြ။အဲ့လိုတော့မရှိတော့ပါဘူး။ကျေးဇူးပါရှင်နော်။ July last year နေ့မှာ နမ PDF တွေကလမ်းပိုင်းစစ်ဆေးရေးလုပ်တဲ့ချိန်မှာဖန်ဆီးထားတာဖြစ်ပါတယ်ထိတ်တန့်တဲ့အပစ်ပေးမယ်လို့လည်းသိရှိရပါတယ်ကေဒါဆိုရင်တော့ no video အမေရိကန်အထူးတပ်ဖွဲ့ကနေပြည်တော်ကိုလာပြီးကန်ချုပ်ကြီးကိုလာဖမ်းမှလာဦးလှိုင်ဝင်းတစ်ချက်လောက်ရှုကြရအောင်အောင်မင်းနေလည်းမသိဘူးကွာဟိုကပြားအုံမှာဒုံးနဲ့တတူနေလားအချိန်မြွေးလာပြီးတော့အဲ့ဒီကန်ချုပ်ကြီးကိုနေပြည်တော်လာပြီးတော့ဟိုလာခေါ်ဝါးမင်းနဲ့ကြလို့ဘဲပြောက်လို့ပြောက်မှန်းတော့မသိပဲနဲ့သူတို့ကြားဖြတ်နေဦးလို့တို့လိုမျိုးဟိုကျွန်တော်တို့ ပြည်သူတွေကိုပြန်ပြီးဆွဲခံရတယ်လို့မျိုး။နောက်ကျွန်တော်တို့ပြည်သူတွေညဘက်ကျရင်ခလေးတွေပြန်မလာဘူးလေ။အဲ့ဒါမျိုးသူ့အချိန်မျိုးလာခေါ်သွားလိမ့်မယ်ဟော။အဲ့ဒီခေါ်သွားဘူးလေဘာမှမလုပ်ဘူး။ရဲရင်နှစင်းနဲ့သူတို့အထူးတပ်ဖွဲ့ဆယ်ယောက်လောက်ပါလာရပြီ။နေပြည်တော်ဝင်ချသွားမယ်။သူအိတ်တဲ့အိမ်ကြီးမှာသွားကုန်မယ်။သူကသူကြိုက်တဲ့နေရာမှာအိတ်ဗျာ။ပြောချင်တာသူတို့ထင်တယ်သူတို့ကသူတို့လုံလာပြီးထင်နေတာ။သူကြိုက်တဲ့နေရာမှာတပ်ဖို့ဟိုအပေါ်ကနေစောက်ကြည့်နေတာ။ပြောချင်တာကအဲ့ဒီဂိုင်းကြုတ်ကြီး ခမင်းပါဒီနေ့ဘာဟင်းစားတယ်ဘာထမင်းစားတယ်ဘယ်အိမ်သားပဲနေခါတက်တာစားဟိုအကုန်သိတယ်အသာလေးလာကုတ်သွားမှာအသာလေးလာယူသွားမှာအမေရိကန်ဟာတကမာလုံးကအလကားချစ်ကြောက်ယူသိနေကြတာမဟုတ်ဘူးနော်အမေရိကန်ကတကမာလုံးကချစ်ကြောက်ယူသိနေကြရတာဘာကြောင့်လဲတကယ်လုံနိုင်တာနိုရီကနိုရီကပနားမမှာလေဟုတ်တယ်ကေကေပတ်ကိုဘုံခွဲမယ်လို့သူထွက်ပြေးလာတဲ့နိုင်ငံသားတွေအများကြီးအဲ့ဒါကေကေပတ်ထဲမှာရှိနေတာ သေးကြနေတဲ့ကိစ္စလို့အခုတွေ့ပြီလင်းုံနဲ့လူချင်းမင်းစဉ်းစားကြည့်ပြဒေါ်လာ7ဘီလီယံဆိုတော့ဒေါ်လာ10000တောင်းရှိတယ်ပြသူများပတ်စံပြအလကားရတယ်များအောင်မင်းတို့အဲ့ဒီပတ်စံနဲ့ဇိန်နေခံနေကြတာအဲ့ဒီပတ်စံနဲ့တို့ဟိုတနတ်တွေကိုကင်ပြီးတော့ဘယ်လိုပြောမလဲဟိုအင်ပါယာထူထောင်နေကြတယ်အဲ့လိုဟိုကလဖမ်းရင်တရုတ်ကတို့ကာကွယ်ပေးမယ်တရုတ်ကိုယ်တိုင်ကတို့ကိုဖမ်းကျင်နေပြီအဲ့ဒီကြားဖြတ်တဲ့ကိစ္စပြတော့တရုတ်နိုင်ငံသားတွေကိုလည်းတို့လိန်နေတာတကဘာလုံးကိုပတ်ပြီးလိန်နေတာဗျာ ဲ့ဒီတဲမှာမှာအမေရိကန်ဟိုတော့နည်းနည်းဟိုချမ်းသာပေးပေါ့ဗျာကိုယ်ကိုလာပြီးဒုက္ခပေးတယ်အဲ့ဒါကိုမကြောက်မရွံ့ဗျာသိလားအမေရိကန်ကိုသွားလို့တာဟိုကသူ့နိုင်ငံသားတယောက်ဖြစ်ရင်တော့စစ်ဖြစ်မယ်ဆိုတဲ့နိုင်ငံဗျာအခုသူ့နိုင်ငံရဲ့ပတ်စံတွေဗျာ10ဘီလီယံဆိုတာနည်းတဲ့ပတ်စံမဟုတ်ဘူးဗျာအမေရိကန်နိုင်ငံမှာ10ဘီလီယံဆိုတဲ့ပတ်စံကနည်းတဲ့ပတ်စံမဟုတ်ဘူးရအောင်လေဒုက္ခတထူတော့ဟိုကဟိုကအခုတုတ်ပြန်ပြီရိုးရိုးလေးဆက်ရှင်တာမဟုတ်တော့ဘူးသူတို့က တိုက်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့ပေါ့ဘာမားဆိုတဲ့နာမည်နဲ့ကိုတက်ပြီးတော့အမေရိကန်ကကြီးညာပြီပြောချင်တာကဗျာလင်းယုံကြီးက ICC တွေဘာတွေတိတ်ကူးဆိုင်တာမဟုတ်ဘူး ICC ဦးလည်းသူကြီးလို့ရတာမဟုတ်ဘူးလင်းယုံကြီးက ICC မလို့ဘူးသူတကယ်ရေးယူခြင်းသူကိုယ်တိုင်သူတတ်လွတ်ပြီးသူလာဖမ်းတာပြောချင်တာကလင်းယုံကြီးတလုံးပဲတလုံးပဲချလိုက်ခင်ဗျာနေပြည်တော်တစ်ခုလုံးပြာကြသွားမှာဘာအုံးမင်းတယ်လင်းယုံကြီးကိုအဲ့ဒီကနေတော့ဘိုလ်ချစ်သူတို့အုပ်စုဒီ GKB အုပ်စုတို့ဘာများအောင်မင်းနေလဲမသိဘူး အကျုပ်လေသူကဒိုင်ကျုပ်လေဒိုင်ကျုပ်ဆိုတော့သူကဒိုင်ကျုပ်ဆိုတဲ့သဘောတရားအားလုံးသိပါတယ်နှလုံးနှလုံးတီထိုးလို့ဒီမှာလာသမျှအကုန်လက်ခံတယ်သူကနောက်ဆုံးဒိုင်ကျုပ်စီမှာလာအားတယ်လက်ခွဲဒိုင်ဒီအားလုံးကဒိုင်ကျုပ်စီမှာလာပြီးအခြေတိုင်လာစဉ်နှစ်ပတ်တခါစင်းအားတယ်အဲ့တော့သူကဒိုင်ကျုပ်ဆိုတော့ဟိုအရှိရနေပြီးတော့လူကြားကောင်းအောင်လော်ဘီတွေငှားစေသားလောက်ပေးပြီးတော့သမရတော်နဲ့ထွန်းရဲ့မျက်နှာလိုမျက်နှာရသလုပ်တယ်နောက်ွယ်မှာကြတော့သမရတော်နဲ့ထွန်းရဲ့ အချုပ်အောက်မှာရှိတဲ့အမေရိကန်နိုင်ငံသားတွေကိုသွားလုပ်တဲ့အခါကျတော့ဟိုကရည်စုံရည်ပြားလိုက်မှာအမေရိကန်ကလောက်ပြီးဆိုတော့မလောက်ရေးတာမရှိဘူးလေဖမ်းချင်လာဖမ်းမှာပဲငတို့တိုင်းလည်းလွတ်မှာမဟုတ်ဘူးမတူးမှကကွေပြေးနိုင်မှာမဟုတ်ဘူးအချိန်ကျလာရင်ဖမ်းတင်ပြီးဆိုရင်တော့ဖမ်းမှာပဲစိတ်ဝင်စားရှာတော့ကောင်းပါတယ်စောက်ကြည့်ကြသေးတာပေါ့ဘာဖြစ်မလဲဆိုတာကတော့ကြည့်တာဆိုရင်တော့ no video king king way တစ်ချက်လောက်နားစင်ကြည့်ရအောင်အဖတ်ပြပါမယ်ရှင် အကျေချုပ်ကြနေတဲ့မြင်ဆောင်လေးတွေငါတို့အရက်ကထွက်တယ်ဝါနဲ့ငါတို့ကိုပြန်သားလို့မရဘူးဒီအညာမှာကိုရင်စိုက်တဲ့စဘာနဲ့ဒူအသက်ကိုဆွဲဆက်ထားတယ်ကိုဖျားကိုထုံတို့ကိုလန်းကိုကြောက်ခင်းကိုရီတွင် ကိုတူပြီးခေဆက်ဆက်နွားနဲ့ဖက်ယုံလာတဲ့အညာကို၅နှစ်သားနှစ်သိပ်ပြီးပြာပုံနဲ့အိတ်စီခဲ့တယ်အညာဆိုတာ လေယာပေါများသလောက်လဲလုတ်သားရှားပါတဲ့အရက်ပါ16နှစ်ပြည့်ပြီဆိုရင်အတောင်တွေစုံလင်းတယ်လို့လို့နဲ့အညာကိုမခုမင်ကြတဲ့လူငယ်တွေဟာစိုက်ပျိုးရေးဆိုတာကိုယွင်ရှားဝဲဘတ်တော်တခုလိုခြင်လာတယ်နိုင်ငံရဲ့ကြောရောင်းနောက်ခံအညာဟာနိုင်ငံရဲ့နောက်ကျောမှာရှိနေတယ်။ကစ်ကိုမီရအောင်လဲရိုင်လူးလူဖြစ်နေတဲ့ခေါင်းလိုက်မို့လီတစ်ချက်ဝိယုံနဲ့ ွေကနေပြူကြတာမဆမ်းပါဘူးဒုကောက်တဲ့ဇီးဒီနဲ့ဒုစီကိုယူထိုးရောင်းခံရတယ်လို့အညာသားလူလဲဆိုတာရွာဦးเจ้าကကြီးစီထူတလောက်ပါပဲအဲ့ဒီလောက်ယူအားကြတဲ့အညာကတနစ်တခါဝါဆိုတဲ့အယက်သမားကိုလဲချီရရွာယူကိုပေါ့ရှောက်ဟောင်တတ်တဲ့ခွေးကိုလဲနားလေခေရတချို့ကတော့လက်ခံခြင်းမလက်ခံမယ်အညာဆိုတာကျွေးနှကောင်ကြားက ညီစာမျက်တွေပါလဲပင်ရာအတိုင်းကွက်တီနေကြတဲ့အသက်ပြင်းပြင်းစင်ငုံမျက်တွေပါအညာဆိုမင်းတို့တားနေတဲ့လူတစုအတွက်ပြာပြူဖြူထားတဲ့ချမီဘူးစည်းပါပဲမြမကိုကဲတင်လို့ပြီးရင်အညာကိုအရင် ပြန်ရှင်တန်နိုင်ဖို့ကြိုးစားမှရမယ်အလောင်းအထက်ထက်ခေါင်းအပြည့်ပြည့်အနာကပန်းနေအပွန်လာဖို့အညာသူအညာသားတချို့ဟာ သူတို့ခန္ဓာကိုမြေဩဇာအဖြစ် ပေးလူထားတယ်အနာကစပားတွေထွက်တိုးစီဖို့အညာကဝါထရံနဲ့အိမ်တန်းတွေမိတမန်အဖြစ်ပေးလူထားတယ်အညာဆိုတာမိတာကမဆောင်ရတဲ့ဆိုလာတစ်ချက်နဲ့တင်ကြည်နေကြတဲ့သူတွေပါ ဖုံလိုက်မမိရင် မကြီးပင်ခေါင်ထီအောင် တက်ပြိုးမဲ့သူတွေပါမြေနီလန်းကလေးခင်းပြီးုံနဲ့ထခုံတတ်တဲ့သူတွေပါ နိုင်ငံရေးနားမလည်ရင်တော့ငင်းချမ်းရေးကိုတော့လူလာကြပါတယ်။တော်နေဘွေးဖက်နဲ့ကြီးစီးပြီးမွေးရနေရကိုကာကွယ်လို့ရပါမယ်။မြုပ်ထားတဲ့မျိုးစီကတော့ကြည်ယုံနဲ့ပောက်ပါတယ်။အညာသားချောင်စူလဲမကြောက်ဘူး။ကိုယ့်အသက်ကိုတော့ဖနှောင့်နဲ့ပောက်တက်ခဲ့တယ်။ဝါဖက်ခမောင်းနဲ့ဆောင်းပြီးပောက်ပြားတက်လက်နဲ့ကာကွယ်ကြတယ်။အသက်ကိုတော့မဟုတ်ဘူး။ ခံယူခြင်းနဲ့အရှက်တွေပါတပတ်ဆယ်ရဲလောက်နဲ့ပျောက်သွားတဲ့လက်တန်းကမှင်ပြားတွေလိုလူရွေးချယ်မှုကလွယ်လွယ်နဲ့ဖြစ်မရဘူးအမိချစ်သားတွေအသက်ကိုချွေပြစ်ကစားရင်အညာမာတာမဲလကို ပုံတွင်တွေကမျောနေတယ်အညာဆိုတာအညာမကြွေမချင်းလေးကနဲ့ထိုင်ပြစ်ခံရတဲ့တည့်ရည်သီးလေးပဲကြွေပြီးရင်တော့စားသုံးဖို့မျောနေမှာတယ် သက်ဆွတ်ဆံပြားအလို့ဆိုလို့ဖန်တက်သမားပဲရှိတဲ့အညာမှာအသက်ကိုယင်းပြီးအသက်ချင်းလဲနေကြပြီအညာဆိုတာအချက်ချာကြတဲ့နေရာမဟုတ်လို့ဘယ်တော့မှမြို့ကြီးပြကြီးဖြစ်မလာဘူးအညာကိုအညာလိုပြန်ထားဖို့အညာအလှအညာပြန်ရဖို့အညာကအညာဗလအညာစနဲ့တော်လန်လို့ပြခဲ့ပါတယ်ရေဆက် ရေးမီခင်ခင်ဝေဖတ်ပေးတဲ့စာလေးတွေကတားကောင်းပါလေ။ကေဒါဆိုရင်တော့ video စိုးစမ်းအောင်ကအမေရိကန်ကိုဘလို့ပုံစံနဲ့တုံ့ပြန်တာလဲတစ်ချက်လောက်ရှုကြရအောင်။ဟိုနိုင်ငံသူနိုင်ငံသားဟို political နဲ့လည်းသူတို့ဖွဲ့စည်းတာသူတို့နိုင်ငံသူနိုင်ငံသားကကွက်တာကောင်းပါလေ။ကျွန်တော်တွေ့လဲဟိုစိုးရင်းစားသူတို့ရှိပါဘူးရော။ဒီအခုကဟိုသူနိုင်ငံသား ticket နဲ့လည်းဆိုတော့ဘယ်လိုမလဲသူကကွက်ရမှာပေါ့လေနော်။ဒီမှာရောက်ရှိတဲ့လူတွေကျွန်တော်တရားမှဖန်တာလည်းမရှိဘူး။ဖိတ်ခေါ်တာလည်းမရှိဘူး။ ကျွန်တော်တို့ passport နဲ့ထုတ်ပြီးတော့ကျွန်တော်တို့လာတာလည်းမရှိဘူးလေနော်ဟုတ်ကဲ့တို့နိုင်ငံနဲ့တို့ passport နဲ့တို့လာပြီးတော့အဲကျွန်တော်တို့တိုင်းပြည်ကိုရောက်လာတာအဲတို့ passport ထုတ်ပြီးတဲ့အချိန်မှာမေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့ဟိုစကားမပြောဘူးဗျာနော်လိုက်ပြီးတော့အထူးဖွဲ့နေပါလေဖွဲ့စားလည်းမလိုဘူးလေတနိုင်ငံနဲ့တနိုင်ငံတလောက်ခြားတာဟုတ်ဘယ်လိုပြောမလဲသူဖွဲ့လဲဟိုခေါင်းစဉ်ပဲရှိတယ်ရရမဟိုအပြည့်ဝသူနေနေလို့ရချင်မှရမယ်လေဒါပေမဲ့ဒီဥစ္စာကအဟမ်းဒါကျွန်တော်လည်းဟိုအကုန်လုံးမောင်းထုတ်မှာပါ တချို့ကလည်းမောင်းထုတ်တယ်တိရိစ္ဆာန်လိုမောင်းထုတ်လေသူတို့ကလည်းဟိုလက်မခံဘူးမပြန်ဘူးသူတို့ဒုက္ခရောက်မယ်အမျိုးမျိုးဟိုနေတာရှိတယ်ဆုံးတာပဲကတာဒီကြတာနော်မိကျက်နဲ့ဒီ KBA တော့အခြေအနေမကောင်းတော့ဘူးတလားနှစ်လားလောက်ဆိုဖြစ်ထွက်တော့မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီမှာပြီးကြမလဲမသိဘူးဒီကောင်တွေအားရတယ်ကွာကြာဖြတ်တွေနှိမ့်နှီးနိုင်တော့ကျွန်တော်တို့တို့လှရဲ့အတွက်လက်တာကောင်းတယ်အမြင်လည်းပြီးနိုင်ပါတယ်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့ညတိဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမ යි ခုစိတ်ကြပါ I love you all. God bless you all. Thank you for your time.